ဤ channel မှာကြိုဆိုပါသည်ကျွန်ုပ်တို့သည်ခရစ်တော်ယေရှုကိုဂုဏ်တင်သောနေရာတွင်ဤ channel တွင်ကျွန်ုပ်မျိုးဤဆန္ဒဖြစ်ပါသည်ဤကဘာမြေကြီးဖြစ်တည်မှုမှာအပြင်ဘက်တွင်တွေ့တော်ပြီးဖျားသခင်ဤဝိညာဉ်ရေးနှင့်ထာဝရအရာများကိုစင်ကျင်သုံးသပ်ပါဖျားသခင်ကိုဆက်လက်ရှာဖွေပြီးတည်ကျွမ်းရန်တန်ရှင်းသောဝိညာဉ်တော်သည်တင့်ထဲ၌စတင်ခဲ့သောဤခီးကိုဆက်သွားရန်မျှော်လင့်ပါသည်လူတွေပြီးတဲ့ထင်မြင်ယူဆချက်တွေကိုယုံကြည်မဲ့အစာဖျားသခင်နှုတ်မြတ်တော်ကိုဖတ်ရှုတာကပိုကောင်းပါတယ် ဤတွင်ကျွန်ုပ်တို့သည်ယေရှုခရစ်၏ဧဝံဂေလိတရားကိုအ ਨੇ ဆုံးဘာသာစကား36မြို့ဖြင့်မျှဝေရန်ကျွန်ုပ်တို့အကောင်းဆုံးလှုပ်ဆောင်နေပါသည်ဗီဒီယိုတိုင်းလိုလို ယေရှုခရစ်သည်ဖျားသခင်နှင့်ကယ်တင်ရှင်ဖြစ်ကြောင်းတမန်ကျမ်းစာမှတဆင့်မျှဝေထားသည့်ဤ channel ရှိလေးလာမှုအလုံးကိုဘာသာပြန်ရန်အချိန်ယူရသောကြောင့်အင်္ဂလိပ်လိုသိပါကခရစ်တော်ယေရှုအကြောင်းပုံမူလေးလာရန်အင်္ဂလိပ်လိုဗီဒီယိုများကိုကြည့်ရှုပါသင်ကြည့်ရှုနေသည့်ဗီဒီယို၏စက်တင်များကဏ္ဍသို့သွားပါက YouTuber သည်စာတန်းထိုးများကိုဘာသာစကားများစွာသို့ အလိုလျောက်ပါတာပြန်ပေးချောင်းကိုလည်းထဲသွင်းစဉ်းစားပါရင်ဒီစာရမ်းများကဏ္ဍအောက်တွင်ရှိသည် ထို့သို့လှောက်ဆောင်ရန်တင့်ပါတာစကားကိုတင်ပန့်ပိုးပေးနိုင်မည်ဟုမျှော်လင့်ပါသည်ဖျားသခင်ဤတန်ရှင်သောဝိညာဉ်တော်အားဖြင့်တင်သည် ယေရှုခရစ်ကိုဖိယသခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံရရှိမည်ဟုငါမျှော်လင့်ပါသည်အကြောင်းမှာဝိညာဉ်နှင့်ဝိညာဉ်၏နာများနှင့်မျက်စိများပွင့်လာမည်ဖြစ်သည်အကယ်၍ယေရှုခရစ်သည်မည်သူဖြစ်သည်ဟုတင့်အားဖော်ပြသောဖိယသခင်၏တန်ရှင်သောဝိညာဉ်တော်မဟုတ်ပါကဖိယသခင်၏တန်ရှင်သောဝိညာဉ်တော်တပါးတည်းသာလှုပ်ဆောင်နိုင်သောအရာကိုမည်သူများတင့်အားမပြနိုင်ပါဖိယသခင်၏တန်ရှင်သောဝိညာဉ်တော်သည်အဖိုးတန်သောဖိယသခင်၏နှုတ်ကပတ်တော်အားဖြင့်လည်းဤအရာကိုတင့် အားဖော်ပြသည်ယေရှုခရစ်ကိုဖျားသခင်နှင့်ကယ်တင်ရှင်အဖြစ် လက်ခံပြီးနောက်တင့်အားနှချင်းခံပြီးကျွန်ုပ်တို့၏ဖျားသခင်နှင့်ကယ်တင်ရှင်ယေရှုခရစ်၏ပညာတတ်တပည့်တဦးဖြစ်လာရန်ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြစ်သည်ဖျားသခင်၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏မေဖို့များစွာကိုရှင်းရှင်းလင်းလင်းဖြေကြားပြီးတမန်ကျမ်းစာရှိဘာသာရပ်များ၏ရှုပ်ထွေးမှုရှိသည့်ဖျားသခင်သည်အဆုံးမရှိသောကြောင့်အလွန်ရှုပ်ထွေးသည့်ဤလေးလာမှုများတွင်ဖျားသခင်၏ရှုပ်ထွေးမှုအကြောင်းတစ်ချိန်တည်းတွင်သင်သည်အနည်းငယ်များလေးလာနိုင်မည်ဟုမျှော်လင့်ပါသည်ခရစ်တော်ယေရှုသည်အလွန်ရှုပ်ထွေးသောကြောင့် သင်မသိနိုင်ပါယနေ့ကျုပ်တို့သည်ဖျားသခင်ဤနှုတ်ကပတ်တော်များကိုလိလကြပါစို့သင်ဤဝိညာဉ်ဝိညာဉ်နှင့်စိတ်တို့သည်ကိုရောဤအဆုံးမရှိသောတဘာဝကိုအနှဲငယ်မြတ်သာမြင်နိုင်မည်ဟုမျှော်လင့်ပါသည်ဤရာသည် သူဤဘက်ဆောင်အနန္တဖုန်ကြီးသောဗီဒီယိုများစွာထဲမှတစ်ခုဖြစ်လိမ့်မည်ယနေ့ခရစ်တော်သည်ဖျားသခင်ကိုယ်တော်တိုင်ဖြစ်ခြင်းနှင့်ပတ်သက်၍သခင်ယေရှုပြောခဲ့သည့်အရာကိုကြည်ကြပါစို့ဒါကြောင့်စောင့်မျှော်နေပါခရစ်တော်ယေရှုအကြောင်းနှင့်ရှုပ်ထွေးများပြားလာသောခရစ်တော်ယေရှု၏အနန္တတဘာဝနှင့်ဖုံးတော်အကြောင်းပုံမူသိရှိရန်ဤခီးတွင် အတူလျှောက်လန်းကြပါစို့ ြိုဆိုပါရယ်မြန်မာပြည်သူပြည်သားများနဲ့ကမ္ဘာအရေးရမှဗမာစကားပြောဆိုကြသူများအားလုံးကိုကျေးဇူးတင်ကြောင်းပြောလိုပါသည် e-channel ရှိဗီဒီယိုများကိုကြည့်ရှုသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်တလုတ်တို့သည်ဘာသာစကားများစွာဖြင့်လေ့လာမှုများကိုပြင်ဆင်ထားသောကြောင့်တမချန်းစာကိုထိုနိုင်ငံ၏ဘာသာစကားသို့မျှဝေနိုင်ပါသည်တင်ရွေးချယ်ပါကဤလေ့လာမှုများရှိကြမ်းကြက်များကိုနှိုင်းရှင်ရန်တင့်ကိုပိုင်းဘာသာစကားဖြင့်တင်ရွေးချယ်ထားသောဘာသာပြန်ကိုအသုံးပြုပါ အကယ်၍တင်သည်ယေရှုခရစ်ကိုယုံကြည်ပါက အောက်ပါတို့ကိုလှူဆောင်ရန်တင့်အားကျေးဇူးတောင်းဆိုပါသည်ဤ channel အတွက်ပံ့ပိုးကူညီမှုပြသရန်ဗီဒီယိုများကိုစီးရင်သွင်းရန်နှင့်ကြိုက်တယ်လုပ်ပြီးစီးရင်သွင်းရန်စက္ကန့်အနည်းငယ်အချိန်ယူပါစီးရင်သွင်းသူတထောင်တို့အမြန်ဆုံးရောက်ရှိအောင်ကူညီပေးပါယေရှုခရစ်သည်တင့်အားကယ်တင်ခဲ့ပြီးတင့်အသက်တာကိုပြောင်းလဲစေခဲ့ကြောင်း အတူချုံတက်တည်ခံချက်အတွက်ဤ channel ကိုအသုံးပြုပါတင်းဤတက်တည်ခံချက်သည်ဖက်ရှုသောသူတို့အားကောင်းကြီးပေးလိမ့်မည်ကျွန်ုပ်ကိုယုံပါဖရာသခင်ဤနှုတ်ကပတ်တော်၌ကြီးထွားနိုင်စေရန်အတွက် ကျွန်ုပ်တို့သည်ဖရာသခင်ဤနှုတ်ကပတ်တော်များကိုတင့်အားမျှဝေပါသည် တစ်ချိန်တည်းမှာပင်ဖရာသခင်ဤနှုတ်ကပတ်တော်နှင့်ဆန့်ကျင်သောအယူဝါဒများအကြောင်းကျွန်ုပ်သတိပေးပါသည်ကျွန်ုပ်တို့သည်အုပ်စုများသို့မဟုတ်ယုံကြည်ချက်များအကြောင်းတင် जा ပေးပါသည်ဖရာသခင်နှုတ်ကပတ်တော်ကိုဆန့်ကျင်သူတွေဖြစ်မယ်လို့ယုံကြည်တယ်ကျွန်ုပ်တို့သည်ကြီးစွာသောလက်ဖြားမှု၏အချိန်များတွင်အသက်ရှင်နေထိုင်ရသောကြောင့်ကျွန်ုပ်တို့၏အခြေခံအုံမြင့်သည်ဖရာသခင်ဤနှုတ်ကပတ်တော်ဖြစ်ရန်နှင့်ယေရှုခရစ်အလိုရှိသောတပည့်တော်များဖြစ်လာစေရန်တန်ရှင်သောဝိညာဉ်တော်၏ဥဆောင်မှုကိုခံရရန်အရေးကြီးပါသည် ခရစ်တော်ယေရှုရေးထားတဲ့အတိုင်းမဿဲ28အခန်းငယ်16မှ20မြမကျမ်းစာ16တင်တို့တွား၍လူမျိုးတကာတို့ကိုငါတပြည့်ဖြစ်စေလျက်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗတ္တိဇံကိုပေးကြလော25သည်တင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမောဝါဒပေးကြလော့ငါသည်လည်းတက်ကဘာကုန်းတဲ့တိုင်အောင်တင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ရှင်မသက်ခရစ်ဝင်ပြီး၏ တခင်ယေရှုခရစ်တော်အကြောင်းပုံမသိရှိရန်ဖခင်တခင်၏ဝိညာဉ်တော်၏ဥဆောင်ခြင်းကိုခံရသူများအားဖခင်တခင်ဖြစ်ခြင်းအကြောင်းယေရှုခရစ်တော်မိတ်ဆွေခဲ့သည့်အရေးကြီးဆုံးအရာများထဲမှတစ်ခုကိုပြောပြပါရစေ။ ဟုတ်တယ်သူပြောတာသခင်ယေရှုခရစ်တော်သည်ဖျားသခင်ကိုယ်တော်တိုင်ဖြစ်ခြင်းနဲ့ပတ်သက်၍သူဤကိုယ်ပိုင်စကားများဖြင့်မိတ်တော်မူသည်များကိုနားထောင်ကြပါစို့ဖျားသခင်ဤနှုတ်ကပတ်တော်၌အလွန်ရှင်းလင်းစွာရေးသားထားတော်လဲလူများကသူတို့၏ထင်မြင်ယူဆချက်များထက်ခရစ်တော်ဤတိုင်ရဲ့နှုတ်ကပတ်တော်များထက်ပိုအရေးကြီးသည်ဟုထင်ကြသည်သခင်ယေရှုပြောသောစကားကိုနားထောင်ကြပါစို့ဒါရိတ်26အင်္ဂလိပ်မှအာရမိတ် ၆တဖန်ကအာမိတ်တော်မူ၏ငါကအလဖဖြစ်ပြီးငါကထုပါအရင်မြစ်ပြေဆောင်ခြင်းရင်ငက်တော်သူအားအသက်ဆန်းရည်တွင်ကိုငါပေးမည်။ဗျာဒိတ်28မှ8မြမကျန်းစာခုနှစ်အောင်မြင်တော်သူသည်ဤအရာတို့ကို အမွေခံရလိမ့်မည်ငါသည်သူဤဖျားသခင်ဖြစ်မည် သူဒီလေငါဤတာဖြစ်လိမ့်မည်ရှေ့ကြောက်တတ်သောသူမယုံကြည်သောသူဆက်ဆုပ်ရွှေရှာပွေသောသူလူအသက်ကိုတတ်သောသူမတရားသောမိထုံ၌မိဝဲသောသူ ပြူစားတတ်သောသူရုတ်တုကိုကိုးကွယ်သောသူတစ္ဆာပြတ်သောသူအပေါင်းလုံးမူကားဒုတိယတေချင်းတဲ့ဟူသောကဲ့နှင့်လောင်သောမိအိုင်ထဲ၌မိမိတို့အဖို့ကိုရကြလိမ့်မည်ဟူ၍ပြင်းငါအားမိန်တော်မူ၏အခုထက်ကြားရတဲ့ခရစ်တော်ယေရှုမိန်တော်မူသည်ကားငါသည် သူ၏ဖျားသခင်ဖြစ်၍သူသည်ငါသားဖြစ်လိမ့်မည် ဖုံးကြီးတော်မူပါခရစ်တော်ယေရှု၏တည်တည်ခံချက်သည်လုံလောက်ပါသည်ဖျားသခင်ကိုယ်တော်တိုင်ယေရှုခရစ်၏တာလွန်သောတည်တည်ခံချက်ဖြင့်ဖန်ဆင်းခံတူတယောက်မြတ်တို့မဟုတ်မရှိပေထို့ပြင်သူသည်အရင်မြင့်နှင့်ပြည့်စုံခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့အားပြောသောအခါတွင် ကိုတော်သည်ကျွန်ုပ်တို့အားသူ၏အဆုံးမရှိထင်ရှားစေပါသည် ခရစ်တော်ယေရှုသည်အဆုံးမရှိသောအရင်မြင့်နှင့်ပြည့်စုံမှုဖြစ်သည်ယေရှုခရစ်သည်အဆုံးမရှိသောဖခင်ဖြစ်ပုံကိုမဝေးတော့သောအနာဂတ်တွင်ဤနေရာတွင်လည်လာပါမည် မယုံကြည်သူများသည်ဖျားသခင်လှူဆောင်ရန်မဖြစ်နိုင်သောအရာကိုအမှန်တကယ်မယုံကြည်သောကြောင့်ဖျားသခင်ကိုယုံကြည်ခြင်းမရှိပေဖျားသခင်သည်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကလူသားပုံစံဖြင့်ဤနေရာတွင်ရှိခဲ့သည့်ဖျားသခင်သည်ယေရှုခရစ်တော်ဟုကျုံတို့တည်သောလူသားပုံစံကိုခံယူခဲ့သည်လူသားအတွက်မဖြစ်နိုင်သောအရာဖျားမဖြစ်နိုင်တာမဟုတ်ဘူးခရစ်တော်ယေရှု၏စကားများကိုတင်မယုံပါကတင်သည်သူ၏တိုးတက်ကောင်မဟုတ်ကြောင်းဖြစ်နိုင်ခြင်းများစွာရှိသည်ခရစ်တော်ယေရှုမိန့်တော်မူသည် ဒေါ်တဆက်26မှ28မြမကျန်းစာ26တို့တော်လဲတင်တို့သည်မယုံကြအဘဲเจ้าမယုံတနည်းဟုမူကားတင်တို့သည်ငါတို့တို့အဝင်မဟုတ်အထက်ကငါပြောသည့်အတိုင်း28ငါတို့တို့သည်ငါစကားတန်ကိုနားထောင်၍ငါနောက်တို့လိုက်ကြ၏ထိုတို့တို့ကိုငါတီး၏28ထာဝရအတက်ကိုလဲငါပေး၏တို့တို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘဲသူမြတ်ထိုတို့တို့ကိုငါလက်မမနှုတ်မယူရ အများစုသည် ခရိယံများအဖြစ်စတင်ခဲ့ကြပြီးယခုအခါတွင်ယေရှုခရစ်သည်လူစားတီး၌ထင်ရှားပေါ်လွင်သောဖျားသခင်မဟုတ်ဟုယုံကြည်သည့်အုပ်စုများ၏တစိ့တစ်ပိုင်းဖြစ်သည့်အယူဖောက်ပြန်သူသည်ခရစ်တော်ယေရှုကိုကြောခိုင်းပြီးသူ၏နှုတ်ကပတ်တော်များကိုမယုံကြည်တော့သောသူဖြစ်သည်တမန်ကျမ်းစာမှာရေးထားတဲ့အတိုင်းပါပဲတွေ့ရှိသည်ဗျော664မှ66မြမကျမ်းစာ 64တို့တော်လဲတင်တို့တွင်မယုံကြည်သောသူတချို့ရှိ၏65ထို့ကြောင့်ငါဤခမဲတော်သည်အခွင့်ပေးတော်မမူလျင်အဘယ်သူမျှငါထံသို့မလာနိုင်ဟုအထက်ငါဆိုခဲ့ပြီဟုမိန့်တော်မူ၏ထိုသူမိန့်တော်မူသည်အကြောင်းဟုမူကားအဘယ်သူမယုံကြည်သည်ကိုငါအဘယ်သူသည်ကိုတော်ကိုအနံ့မြီကိုငါယေရှုသည် အစအဦး၌တည်တော်မူ၏66ထို့ခါမှဆာ၍တပည့်တော်များတို့သည်ကိုတော်နှင့်မပေါင်းပေါ်ဘဲဆုတ်သွားကြ၏ဖုန်ကြီးပါစေ ယေရှု၏စကားများသည်အမှန်အားဖြင့်သူနောက်လိုက်မိသူများသို့မဟုတ်ညှင်းပယ်မိသူတို့အတွက်စကားများဖြစ်သည့်သူစကားတွေကိုညှင်းပယ်နိုင်ပြီးသူနောက်ကိုမလိုက်ဘူးလို့တခြားသူတွေကိုပြသနိုင်တယ်ဆိုတာတင်တွေ့ရှိနိုင်ပါတယ်။အခန်း6နှင့်အခန်းငယ်66ကိုတွေ့တော့ခါနံပါတ်666ကိုတွဲမှတ်ထားပါ။ဤလူများသည်ယေရှုခရစ်နှင့်အတူရှောက်လန်းကြသည်ဟုတမန်ကျမ်းစာကဖော်ပြထားသည်ကိုကြည်ပါ။အဘယ်ကြောင့်ဆိုသောသူစကားကိုမယုံသောကြောင့်ဖြစ်သည့်အဲ့ဓာတွေကသူနဲ့မလိုက်တော့ဘူး။ အယူဖောက်ပြန်သူတဦးသည်အခန်း6မှအခန်းငယ်66တွင်ဖော်ပြထားသည့်မရဏဤစနစ်တွင် ပါဝင်နိုင်သည်မှာစိတ်ဝင်စားစရာကောင်းသည်ထို့ပြင်ယေရှုခရစ်၏နှုတ်ကပတ်တော်များကိုမယုံကြည်သူများသည်တရားစီရင်ခြင်း၌ဤတို့အားတရားစီရင်မိယေရှုခရစ်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းမသိကြပေခရစ်တော်ယေရှုမိတ်တော်မူသည့်အတိုင်းယောဆဲ2:48မြမကျမ်းစာ 58ကိုပယ်၍ငါစကားကိုနာမခံသောသူအားပြည့်စည်ရင်သောသူရှိသေး၏ငါဟောပြောသောစကားပင်နောက်ဆုံးသောနေ့၌ထိုသူအားပြည့်စည်ရင်လိမ့်မည်ဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်ဒီ channel ပေါ်ကဗီဒီယိုတွေကိုစည်ရင်းသွင်းပါလုပ်ပြီးကြိုက်တယ်လုပ်ပြီးပါတန်ရှင်းသောဝိညာဉ်တော်သည်တင့်အားယေရှုခရစ်ကိုယုံကြည်ရန်ပို့ဆောင်ခဲ့ပါကတင်းဤဖျားသခင်နှင့်ကယ်တင်ရှင်အဖြစ်ယေရှုခရစ်အပေါ်တင်းဤအချိန်ကိုမဖြုံးတိပါနှင့် ဖရာသခင်ရဲ့နှုတ်ကပတ်တော်တွေကိုမြင်များနားထောင်လေယုံကြည်ခြင်းလဲတိုးလာတဲ့ဖရာသခင်နဲ့မတက်ဆိုင်သောသူများသည်ဖရာသခင်၏နှုတ်ကပတ်တော်မှလွဲသွားကြသည်ဖရာရဲ့လူမျိုးကဖရာစကားနားထောင်တဲ့ခရစ်တော်ယေရှုကယောရှိ48ဒီမကျမ်းစာ48ဖရာသခင်နှင့်ဆက်ဆိုင်သောသူသည်ဖရာသခင်၏စကားတော်ကိုနားထောင်တတ်၏တင်တို့သည်ဖရာသခင်နှင့်မဆက်ဆိုင်သောကြောင့်နားမထောင်ကြဟုမိန့်တော်မူ၏ ဤခက်ခဲသောအချိန်များတွင်ခရစ်တော်ယေရှုသည်တင့်အသက်ကိုသူ၏လက်၌အပ်ပြီးထာဝရအသက်ကိုပေးမည်ကိုတည်၍တင့်အားငြိမ်သက်ခြင်းနှင့်အေးချမ်းသာရမှုကိုပေးပါစေယေရှုကိုတင့်၏ဖျားသခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံလိုပါကကျွန်ုပ်တို့အားအတိပေးပါကယ်တင်ခြင်းအတွက်ဝမ်းမြောက်စွာဆုတောင်းပါမည်တင့်၏ထာဝရကယ်တင်ခြင်းသည်အရေးကြီးပါသည် ဒီနေ့တင်တင်ကြခဲ့သည့်အရာကိုတင်ယုံကြည်ပါကတင်အားပေးသလားသောအသက်တာအတွက်ဖရာသခင်ကိုကျေးဇူးတင်ပြီးသူ၏အဖို့တန်သောနှုတ်ကပတ်တော်အတွက်ဖရာသခင်ကိုကျေးဇူးတင်ပါယနေ့ဖရာသခင်၏နှုတ်ကပတ်တော်များကိုနားထောင်ရန်တင်သည်ဖရာသခင်၏ဝိညာဉ်တော်၏လမ်းညွှန်မှုကိုခံရသည် ဖျားသခင်ကတင်းစိတ်နှလုံးထဲမှာရှိတဲ့အရာတွေကိုတင်းပဆက်နဲ့ဝန်ခံခိုင်းပါတယ်။ဤခိုက်တန့်တွင်ဖျားသခင်နှင့်စကားပြောပြီးတင်းနှင့်ဖျားသခင်ကြားတွင်အရာများကိုမှန်ကန်စေပါမနှက်ဖြံကိုမဆောင်ပါနဲ့နောက်လဲနားထောင်ပါ။ယောမ39မှ30မြမချမ်းစာ ကိုအဘယ်တို့နီးဟုမူကားတင်သည်သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ဖျားသခင်သည်သူ့ကိုတည်ခြင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လျင်ကဲတင်ခြင်းသို့ရောက်လိမ့်မည်။ တဆဲဖြောင်းမတ်ရာသို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏အကယ်၍တင်သည်ဖျားသခင်၏အခမဲ့ကဲတင်ခြင်းလက်ဆောင်ကိုလက်ခံရန်အစဉ်သည့်ဖြစ်ပါကတင်သည်အပြစ်သားဖြစ်ကြောင်းကိုလက်ခံပြီးဖျားသခင်ရှိ၌ပြမမိပြီဆိုလျင်တင်စုတောင်းချက်ကိုဥစွာစတင်လိုက်ပါထို့နောက်တင်၏အပြစ်များအလုံးကိုခွင့်လွှတ်ရန်ဖျားသခင်ကတောင်းလျှောက်ပါ ထို့နောက်ကျွန်ုပ်တို့အတွက်ယေရှုခရစ်နှင့်သူ၏အသေးခံခြင်းအတွက်ဖျားသခင်ကိုယေရှုတင်ပါကယ်တင်ခြင်းလက်ဆောင်ကိုတင့်အားပေးဆောင်ရန်ဖျားသခင်ထံတောင်းဆိုပါထို့နောက်ကိုတော်သည်တင့်အတွက်အသေးခံပြီးတည်ခြင်းမှထမြောက်တော်မူကြောင်းတင့်စိတ်နှလုံး၌ယုံကြည်ကြောင်းကိုတင့်နှုတ်ဖြင့်ဝန်ခံပါ နောက်ဆုံးအနေနဲ့သခင်ယေရှုသည်တင့်အားထာဝရအသက်ပေးသနာရန်ခရစ်တော်အားတောင်းလျှောက်ပြီးအသက်စာဆောင်တွင်တင့်အမိကိုရေးပါရန်တောင်းလျှောက်ပါအရာအလုံးအတွက်ဖခင်သခင်ကိုကျေးဇူးတင်ပြီးတင့်စိတ်ထဲ၌ရှိသောအခြားအရာများကိုသူအားပြောပါနောက်တစ်ဆင့်မှာနှစ်ချင်းခံပြီးယေရှုခရစ်တော်၏တပည့်ဖြစ်လာခြင်းဖြစ်သည် ီစီရီတွင်လာမီလေးလာမှုတွင်ဖျားသခင်၏အခမဲ့ကဲတင်ခြင်းလက်ဆောင်ကိုရရှိရန်ဆုတောင်းခြင်းတွင်ဥဆောင်လိုသူများအတွက်ဆုတောင်းချက်ကိုမျှဝေပါမည်ဖျားသခင်သည်တင်းနှင့်တင်းချရသူများကိုကောင်းချီးပေးပါစေ။ Amen. Yeah.